သူမရဲ့မင်္ဂလာဆောင်နေ့မှာမိဘတွေကိုရိုသေစွာဥညွတ်ကရဝပြုဖို့ဒူးတောင်းလိုက်တဲ့အခါကွယ်လွန်သူမိခင်ရဲ့ဓာတ်ပုံဟာရုတ်တရက်ပြုတ်ကျပြီးသူမရဲ့ဥကောင်းကိုရိပ်မိလိုက်ပါတယ်။မှမြုံလင့်မဲ့နှစ်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့အကြာအယုံဟာအန့်ခွယ်နီးနဲ့ပြန်လဲကောင်းမွန်လာခဲ့ပါတယ်။ပျော်ရွှင်ဝမ်းသာဖြစ်နေတဲ့သူမဟာဒီတဲ့င်းကိုခင်မုန်းကိုချက်ချင်းပြောပြဖို့မဆောင်နိုင်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တကားဖွင့်ဖို့မလောက်ရသေးခင်ပါပဲအခန်းထဲကနေထွက်လာတဲ့အတန်တွေကိုသူမအကြားလိုက်ရပါတယ်။သူမခင်မုန်းနဲ့တခြားမိမတယောက်ရဲ့အတန်ဖြစ်ပါတယ်။ သူမခင်မုံဟာသူမကိုကြားရှိစွာကလေးကဆက်စုပ်ယွန့်ရှခဲ့တာဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။သူကသူမကိုဘေဒုံကမှမချစ်ခဲ့ကြောင်းနဲ့သူမရဲ့ရှေ့ရာတွေကိုယူဖို့အတွက်သာလက်ထပ်ခဲ့တာဖြစ်တယ်လို့ဝန်ခံလိုက်ပါတယ်။ဒီစကားတွေကိုကြားလိုက်ရတဲ့အခါသူမနေရာမှာနေအေးခဲသွားခဲ့ပါတယ်။မတော်တဆအတန်တချက်ထွက်သွားခဲ့ပါတယ်။အတန်ကြားလိုက်တာနဲ့ခင်မုံတင်သူဟာပူပန်ဟန်ဆောင်ပြီးအဖင်ကိုအလောတကြီးပြစ်ထွက်လာပါတယ်။သူမတို့ကပိုပြီးထိုင်လန့်စီရောက်တာကသူမခင်မုံနဲ့အတူရှိနေတဲ့တခြားမိမဟာသူမရဲ့အချစ်ဆုံးတငယ်တွေဖြစ်နေတာပါပဲ။သူတို့နှစ်ယောက်ကသူမကိုအရင်ကတည်းကတစ္ဆာဖောက်ခဲ့တာဖြစ်တဲ့အတွက်သူမဟာနားမချသူဖြစ်ဆက်ထန်ဆောင်ဖို့ဆုံးဖြတ်လိုက်ပြီးမိင်္ဂမာပွဲကိုပုံမှန်အတိုင်းဆက်လက်ကျင်းပခဲ့ပါတယ် ခန်းတိုင်းတွင်မှရောက်ခမဖြစ်တဲ့မိခင်ကသူမမချားနိုင်ဘူးလို့ထင်ပြီးရရဆက်ဆက်အပြစ်တင်စုပူနေခဲ့ပါတယ်။ဒါကိုတွန့်ပြန်မှုနေနဲ့လက်ဖက်ရည်လောင်းပင်းကြီးသူမရဲ့သားကရှယ်ယာတွေကိုချောချောမွမွရရှိစေဖို့တရာသူမဟာလက်ဖက်ရည်ခွက်ကိုတမင်တကာမှောက်ချပြစ်လိုက်ပါတယ်။ရောက်ခမကဒေါသကိုမျိုးချလိုက်ရပါတယ်။ဒါပေမဲ့ဘသူမှမသိတာကတော့သူမဟာခင်မွန်းစီပေးဖို့ဖြစ်တဲ့လွှဲပြောင်းသဘောတူရှင်းစိုးစာကိုလှူဖြူပြောင်းလဲခဲ့ပြီးသူမရဲ့ရှယ်ယာအောက်လုံးကိုပရာဟိတအဖွဲ့အစည်းတစ်ခုကိုလူတန်းခဲ့ပြီးဖြစ်တယ်ဆိုတာပါပဲ။ခင်မွန်းဖြစ်သူဟာဒေါ်သကြီးကြီးအော်ဟစ်ပေါက်ကွဲခဲ့ပေမဲ့သူမဟာကုမ္ပဏီတစ်ခုလုံးကိုလွှဲပေးမယ်လို့ကတိပေးပြီးသူ့ကိုစိတ်ချစေခဲ့ပါတယ်။ခင်မွန်းကလည်းသူမကိုယုံကြည်ခဲ့ပါတယ်။ မင်္ဂလာပွဲပြီးတဲ့နောက်မှာသူမကအရာအလုံးကိုလွှဲပြောင်းပေးခဲ့ပါတယ်။ခင်မွန်းကနီလန်ကားတစ်ခုမှဒီတည်င်းကိုချင်ညာနေတော့မှပဲဆက်ရှင်နဲ့ကြပြောက်ဆုံးနေတဲ့သူမရဲ့အကိုကရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူ့ရဲ့အစီအစဉ်ဟာနောက်တစ်ကြိမ်ထောက်မှန်ပွဲစီဖြစ်ပါတယ်။အိမ်ဖေမှခင်မွန်းကရောသာကြီးကြီးထွက်ပြီးနောက်ကနေရိုက်နာဖို့ထိစူးစမ်းခဲ့ပါတယ်။ကန်ကောင်းစွာနဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းကအချိန်မီဝန်ရောက်တားဆီးခဲ့ပါတယ်။အဲဒီနောက်ခင်မွန်းကသူမရှင့်မှာတမင်တကာဖုန်းခေါ်ဆိုပြီးသူမအကိုကိုတတ်ဖို့ပူးပေါင်းကြံစီခဲ့ပါတယ်။အားလုံးကိုကြားလိုက်ရတဲ့သူမဟာရစ်ချိုးခန်းထဲမှာပုံခေါင်းနေပြီးအကိုကိုအတန်းဆန်းဖုန်းခေါ်ဆိုခဲ့ပေမဲ့အဆက်အသွယ်ကိုင်းမအောင်မြင်ခဲ့ပါဘူး။ သူမမသိတဲ့တာကတော့ခင်မွန်းဟာသူမရဲ့အကြအယုံပြန်ကောင်းလာခဲ့ပြီလို့တန်တရားရှိသွားတာဖြစ်တဲ့အတွက်သူမအတွက်ဒီထောက်ချက်ကိုဆင်ပြီးသူမကိုနဲ့ပူးပေါင်းထားပြီးဖြစ်တာပါပဲအကိုကြီးအဆက်အသွယ်မရရှိတဲ့အတွက်သူမဟာအကိုကိုရှာဖို့ကားမောင်းထွက်သွားခဲ့ပါတယ်ဒါဟာခင်မွန်းရဲ့အစီအစဉ်ပဲကိုမသိဘဲဝင်ရောက်သွားတာဖြစ်ပါတယ်ဒီလိုဇလားမျိုးမှာသူမဟာနောက်ဆုံးမှာအမှန်ကခုကိုဘယ်လိုဖော်ပြပြီးပြန်လည်လက်စားချင်းတင်တယ်လို့ထင်ပါလေ